ကျန်းမာရေးအတွက်အတန်တိတ်လူသက်သမားများ Selling Killers for Health ဆိုသည်မှာအစောပိုင်းအဆင့်များတွင်ထင်ရှားသောယောဂါလက္ခဏာများ Symptoms မပြတာပဲအချိန်ကြာလာသည်နှင့်အမျှခန္ဓာကိုယ်ကိုတိတ်တဆိတ်ထိခိုက်ပျက်စီးစေပြီးနောက်ဆုံးတွင်ပြင်းထန်သော ကျန်းမာရေးပြဿနာများသို့မဟုတ်အသက်အန္တရာယ်ကိုဖြစ်စေနိုင်သောယောဂါများကိုရည်ညွှန်းပါသည် လက္ခဏာမပြသောကြောင့်လူအများစုသည်မိမိတို့တွင်ထိုယောဂါများရှိနေမှန်းမသိဘဲပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်မှသာသိရှိရလေရှိသည်အ धिक အတန်တိတ်လူသက်သမားများအဖြစ်အများဆုံးနှင့်အနည်းအကြီးဆုံးအတန်တိတ်လူသက်သမားယောဂါများမှာအောက်ပါအတိုင်းဖြစ်သည်တသွေးတိုးယောဂါ hypertension ရင်းကိုထိတ်တန်းအတန်တိတ်လူတက်သမားဟု တင်စားခေါ်ဝေါ်ကြသည်။သွေးပောင်ချိန်မြင့်တက်နေခြင်းသည်နှလုံးအုံနောက်ကြောက်ကနှင့်သွေးကြောများကို တဖြည်းဖြည်းပျက်စီးစေသည်။အနည်းငယ်မှလေးဖြတ်ခြင်း stroke နှလုံးရောဂါ heart attack ကြောက်ကပျက်စီးခြင်း kidney failure တို့ကိုဖြစ်စေနိုင်သည်။နှစ်သွေးရင်းအဆီဓာတ်များခြင်း high cholesterol သွေးရဲတွင်မကောင်းသော cholesterol ကိုတို့များပြားခြင်းသည် သွေးကြောနယ်ရည်များတွင် အစီများစုပုံပိတ်ဆို့စေသည်အနည်းငယ်မှာသွေးကြောချင်းချင်းနှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုဖြစ်စေသည် သုံးစည်းချိုသွေးချိုရောဂါအမျိုးအစားနှင့် type 2 diabetes အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာများမှာအလွန်တိမ်မွေ့ဥပမာအနည်းငယ်ရေငယ်ခြင်းစီးနှဲငယ်ပိုသွားခြင်းတို့ကြောင့်သတိမပြုမိပဲရှိတတ်သည်မကုသဘဲထားပါက အချိန်ကြာလာလျင်မျက်စိကြောက်ကက်အာယုံကြောနှင့်နှလုံးတို့ကိုဆိုးရွားစွာထိခိုက်စေသည်။လေးကင်ဆာရောဂါအချို့အမျိုးအစားများအချို့သောကင်ဆာများ ဥပမာပန်ဂရီယက်ကင်ဆာ၊သားဦးအိမ်ကင်ဆာ၊အဆုတ်ကင်ဆာအစောပိုင်းသည်ရောဂါအဆင့်တော်တော်မြင့်လာသည့်အထိလက္ခဏာမပြတ်တတ်ပါသိရှိချိန်တွင်ကုသရန်ခက်ခဲသောအခြေအနေသို့ ရောက်ရှိနေတတ်သည်။ငါးအသေးစီဖုံးခြင်း Non-alcoholic fatty liver disease NAFLD အသေးတွင်အစီများအလွန်ကြုံစုပုံလာခြင်းဖြစ်ပြီးအစာပိုင်းတွင်လက္ခဏာလုံးဝမပြပါအချိန်ကြာလျှင်အသေးရောင်ခြင်း အသေးခြောက်ခြင်း cell houses နှင့်အသေးကင်ဆာဖြစ်လာနိုင်သည်6အယိုးပွားယောဂါ osteoporosis အယိုးများသည်တိတ်တဆိတ်ကျွတ်ဆက်လာပြီးပျော့ညံ့လာသည်အယိုးမကျိုးမချင်းမိမိတွင်ယောဂါရှိမှန်းမသိနိုင်ပါ အလွယ်တကူအယိုးကျိုးခြင်း အထူးသဖြင့်တင်ပါဆောင်ယိုခါယိုးတို့ကိုဖြစ်စေသည် ကာကွယ်ရန်နှင့်စောစည်းစွာသိရှိရန်ဤလံဤအတန်တိတ်လူသက်သမားများအကြီးမားဆုံးအနေအမှာလက္ခဏာမပြခြင်းဖြစ်သောကြောင့်အကောင်းဆုံးကာကွယ်မှုမှာပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း regular checkups ပင်ဖြစ်သည်တသွေးပေါင်ချိန်ပုံမှန်တိုင်းမှာနှစ်သွေးစစ်ခြင်းဖြင့်သွေးရင်းသကြားဓာတ် blood sugar နှင့်အဆီဓာတ် cholesterol ရို့ကိုစစ်ဆေးပါ။သုံးကျန်းမာသော လူနေမှုပုံစံကိုကျင့်သုံးပါ ညတသောအစားအသောက်ပုံမှန်လေးကျင့်ခန်းဆေးလိမ့်နှင့်အရက်ရှောင်ခြင်းခြင်းလေးစကရီနင်းယောဂစစ်ဆေးမှုများဥပမာ ကင်ဆာစစ်ဆေးမှုများကိုအသက်အရွယ်လိုက်ပြုလုပ်ပါ။